ကျက်စီတမင်လေးစားခြင်းနေရာနဲ့ဒီနေ့တော့ကျက်စီတမင်အလွယ်တကူလေးလှူစားပါမယ်။ Hello အားလုံးဝမ်းမြူလာပါရှင်။ဒီနေ့ကတော့အရင်တစ်ခါနဲ့မတူတဲ့ကျက်စီတမင်လုံလေးလေးပေါ့နော်။ချက်စားဖြစ်လို့ပြန်လည်လာမျှဝေတာဖြစ်ပါရဲ့ရှင်။အရင်ဆုံးချက်အယိုးတွေပေါ့နော်။တန်ရှင်းစင်ချင်အောင်ဆေးကြောပြီးတော့ရီနဲ့ဘဲငပြားရဲ့အကြီးဘဲငပြားရဲ့အနောက်လေးတွေထည့်ပြီးတော့ပြုတ်ထားလိုက်ပါမယ်ရှင်။ ချက်ပြုတ်ရီမှာတက်လာတဲ့အမြုပ်ကလေးတွေကိုလည်းဖယ်ထားလိုက်မယ်ပေါ့နော်။ဒီတစ်ခေါက်ချက်စီတမင်လေးကတော့အရင်တစ်ခါနဲ့မတူတဲ့ပုံစံလေးချက်စားဖြစ်လို့ပါရှင်။ချက်စီတမင်ချက်နီလေးတွေကတော့အမျိုးမျိုးရှိကြပါရဲ့ရှင်။ မိမိခြိုင်နဲ့တက်တယ်လို့ချက်စားနိုင်ပါတယ်ရှင်။ဒီတစ်ခါမှာတော့ထမင်းကို ပေါင်းအုံးနဲ့မချက်ဘဲနဲ့ရေနဲ့ချက်မယ်ပေါ့နော်။ရေငှဲ့ချက်ပြီးတော့မှကျက်စီထမင်းလေးလုံးမဖြစ်လို့ပါရှင်။အဲထမင်းအရန်မချက်ခင်အနေထားလေးမှာရေစစ်လိုက်ပါမယ်ရှင်။ထမင်းရေစစ်နေတော့မှပဲချင်းနဲ့ကျက်သွန်ဖြူလေးတွေကိုညက်အောင်ထောင်းထားလိုက်ပါမယ်ရှင်။ထမင်းကိုမချက်တဲ့အနေထားချက်ရခြင်းရပေါ့နော်။ကျမကထက်ပြီးတော့ကျက်စီတွေကျက်ပြုတ်ရေတွေနဲ့ထက်ချက်မှဖြစ်တဲ့အတွက်ထမင်းမချက်ခင်အနေထားမှာရေစစ်လိုက်တာဖြစ်ပါရဲ့ရှင်။ အဲ့တော့ဂျင်းနဲ့ကျတုံဖြူတွေကိုညက်နေအောင်ထောင်ပြီးသွားပြီဆိုရင်တော့စီထဲမှာကျွတ်နေတဲ့အနေထားလောက်ဒီကျော်သွားလိုက်မယ်ပေါ့နော်။အရင်တကားချက်တဲ့ချက်စစ်ဒီမင်းနီလန်းလေးကိုလည်းဒီချင်တဲ့တွေကြီးလို့ရအောင်လို့ကျွန်မဂလင်လေးထည့်ပြီးထားလိုက်ပါမယ်နော်။ဒီတကားချက်စစ်ဒီမင်းလေးကရေငှဲ့ပြီးတော့ချက်တာပေါ့နော်။ထမင်းစင်းစင်းလေးတွေလိုချင်တဲ့ခါကျတော့လေထမင်းစင်းစင်းလေးတွေဖြစ်အောင်လို့ရေငှဲ့ပြီးတော့မှပြန်ပြီးတော့ချက်မယ်ပေါ့နော်။ အဲ့တော့ကျက်သွန်ဖြူနေခြင်းလေးတွေကကြော်ထားရကျွတ်သွားပြီဆိုတော့ကျွန်တော်ခုနကစစ်ထားတဲ့ထမင်းကိုပေါင်းဝဲကိုထည့်လိုက်မယ်ပြီးွားရင်ကြော်ထားတဲ့ကျက်သွန်ဖြူခြင်းလေးတွေထည့်မယ်ခုနကပြုတ်ထားတဲ့ကျက်ပြုတ်ရေးထည့်မယ်ပြီးွားတော့ကျက်အရေကုန်ကနေပြီးတော့စီထုတ်ထားတဲ့ကျက်စီလေးတွေထည့်မယ်စားကဓလဖက်စွန်းနဲ့တစွန်းထည့်ပါမယ်တခြားကိုထမင်းစားစွန်းတစွန်းထည့်ပါမယ်ပြီးွားရင်အားလုံးရောသမသွားအောင်တည်တည်ချာချာလေးမှုေသွားလိုက်ပါမယ်ရှင်အဲ့တော့ထက်ချက်မဲ့ကျက်စီထမင်းကကြတော့ကျမတို့တွေဒီ ဒီပေါင်းဝဲထဲမှာပဲထည့်ပြီးတော့ချက်သွားမယ်ပေါ့နော်ပထမတော့ယူယူတနန်းပဲငှဲ့ချက်ပါတယ်မချက်တချက်နေထားကိုပြီးတော့ဆက်ပြီးတော့ချက်သွားတဲ့နေထားကိုချက်ဖို့အတွက်ကကြတော့ပေါင်းဦးနဲ့ချက်ချက်သွားပါမယ်ရှင်အဲတော့အရာသားတွေအားလုံးနှမ်းနှမ်းဆက်ဆက်ဖြစ်သွားအောင်ပေါ့နော်တည်တည်ချာချာလေးတော့မွေသွားပြရပါတယ်ရှင်ဒါမှလည်းအရာသားတွေအားလုံးညီညီမျှမျှလေးဖြစ်မှာပေါ့နော် စက်ပြုတ်ရည်ရဲ့စက်စီရည်ကကျမထပ်ထဲလိုက်တာအဲနိုးစီဘူးနှလုံးစာလောက်ရှိပါတယ်ရှင်မိမိအိမ်ကသမင်းရဲ့အနေထားကိုကြည့်ပြီးတော့ချက်ပြုတ်နိုင်နေပေါ့နော်ကျမကတော့နိုးစီဘူးနှလုံးစာလောက်စက်ပြုတ်ရည်နဲ့စက်စီနဲ့ကိုတုံးလိုက်ပါတယ်ပြီးတော့ပေါင်းနဲ့ဆက်ပြီးတော့ချက်သွားလိုက်ပါတယ်ဒါဆိုလို့ရှင်တော့စက်စီသမင်းလေးကအဆင်သင့်ဖြစ်သွားပါပြီရှင်ကျက်စီတမင်လေးရချက်သွားပြီဆိုတော့ကျက်စီတမင်နဲ့ဒရက်ဆာဖို့အတွက်ကျက်သားလေးကိုကင်ပါမယ်ရှင် ဂိမ်းမဲ့ချက်သားလေးတွေကိုတန်ရှင်းစင်ကြအောင်စီကြောပါမယ်ပြီးွားရင်ဓာရလေးတွေမှုံမယ်ပေါ့နော်အရာသာအနေနဲ့အချိုမုံမြုပ်ကောင်းစာချင်းထောင်းတာလေးရဲ့ပြီးွားတော့ QC QC နဲ့ပဲငပြားကြီးကြီးပဲငပြားကြီးအနောက်တို့ကိုထည့်ပြီးတော့အရာသာတွေအားလုံးအသားနဲ့စိတ်ဝင်သွားအောင်တည်တည်ချာချာလေးနည်းသွားပေးလိုက်ပါမယ်ရှင်ချက်သားကင်နာကိုတော့ကျွန်မအသေးချာကြီးမရိုက်ဖြစ်ဘူးပေါ့နော်ဒီဗီဒီယိုထဲမှာတော့ အဲ့တော့ကျွန်မအရင်ကချက်ဘူးတဲ့ကျက်စီထမင်းချက်ဘူးတဲ့ပေါ့နော်ဗီဒီယိုလင့်ကလေးကိုပါထည့်ပေးထားပါမယ်ဒီလင့်ကလေးထဲမှာကျွန်မအရင်ကချက်သားกินဘူးတဲ့အားလေးလည်းရှိတယ်ပေါ့နော်အရင်ကချက်သားกินထားတဲ့ဗီဒီယိုအဟောင်းလေးတွေလည်းရှိပါတယ်ရှင်ဒီဗီဒီယိုအဟောင်းလေးတွေကနေတစင်ပြန်ကြည့်နိုင်ပါတယ်ရှင် ဒီထဲမှာတော့စတားရတာနေပြီးတော့ဗောနော်ကင်ဆာတက်ထည့်ထားလိုက်တာတွေပဲကျွန်မရိုက်လိုက်ပါတယ်ရှင်အဲ့တော့ကျွန်မတို့ရေစတားကိုအရတာတွေနှံသွားအောင်နေပါမယ်ပြီးွားလို့ရှိရင်ကင်ဆာထည့်မှာတစ်ဖက်ကိုမိနစ်30စီနဲ့တနားီတတီကင်ပါမယ်ရှင်တပတ်ကိုမိနစ်30ခင်ပြီးသွားလို့ရှိရင်နောက်တစ်ခါ air fryer ကိုပြန်ထုတ်ပြီးတပတ်တစ်ချက်ကိုပြန်လှန်ပြီးတော့နောက်ထပ်မိနစ်30ခင်ပေါ့ဒီလိုပေါ့နော်အဲ့တော့တနားီတီတီလောက်ဒီချက်သားကိုခင်လိုက်ပါမယ်ရှင် ကျက်စီထမင်းရလေးစက်သားခေနဲ့လဲလိုက်တယ်လို့စက်သားပေါင်းနဲ့လဲလိုက်တယ်ပေါ့နော်စက်သားပေါင်းနေရတော့ကျွန်မပထမကချက်ထားတဲ့ကျက်စီထမင်းဗီဒီယိုဖိုင်လင့်တင်မှာပြန်လဲကြည့်ရှုနိုင်ပါတယ်ရှင်အဲ့တော့ချက်သားကိုရတာရအသားရဲစိတ်ဝင်သွားအောင်တည်တည်ချက်ချလေးနန်းနန်းဆက်ဆက်နေပြီးသွားပြီဆိုလို့ရှိရင်တော့ air fryer ရဲကိုထည့်လိုက်ပါမရှင် air fryer ရဲကိုကင်မဲ့ချက်သားနှစ်ချမ်းလုံးထည့်လိုက်မယ်ပေါ့နော်ပြီးသွားလို့ရှိရင်တော့တစ်ဖက်ကိုမိနစ်30စီနဲ့တနာရီတတီကင်လိုက်ပါမရှင် air fryer နဲ့မกินလဲကျမတို့မီးသွေးမီးဖို့နဲ့กินလဲအဆင်ပြေတယ်ပေါ့နော်မီးသွေးမီးဖို့နဲ့กินတဲ့ခါကြလို့ရှိရင်မွေးနေတာပါပဲရှင်အဲတော့စက်သားกินလေးလဲရောက်သွားပြီဆိုလို့ရှိရင်เนาะကျက်စီထမင်းလေးရတော့စားဖို့အဆင်သင့်ဖြစ်သွားပါပြီရှင်အရေတော့ကိုတော့ချက်အယိုးပြုတ်ထားတဲ့ထဲကိုကျမတို့ဂျုံကြဆန်လေးနဲ့ချက်သွန်ဖြူလေးတပြားရိုက်ပြီးထည့်လိုက်တယ်ပေါ့နော်အရေတော့အနေနဲ့ရသွားအောင်ပါရှင်ကျမရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုပေးကြတဲ့တူရီယာချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်။ကျမရဲ့နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်နော်။အားလုံးပဲ bye bye ။